ရှမ်းပြည်မြောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ကြားဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်အိုးအိမ်ဆုံးခွာထွက်ပြေးရတဲ့ရွာသားတွေယာယီဒုက္ခသည်စခန်းမှာခိုးလုံနေရတဲ့အကြောင်းကို DVB သတင်းတောက်ကိုမျိုးစော်လင်းကပေးပို့ထားပါတယ်ရှင်။အခုမြင်တွေ့နေရတာကတော့ TNL နဲ့ ASS အဆက်အသွယ်တိုက်ပွဲတွေကြောင့်ရွာကိုဆုံးပြီးထွက်ပြေးလာကြတဲ့မန်ဝီဒေသကဒုက္ခသည်စခန်းဖြစ်ပါတယ်ခင်ဗျ။ဒီစခန်းမှာဆိုရင်တရွာလုံးမြောင်သွားတဲ့ရှမ်းပြည်မြောက်ပိုင်းနန်းကမ်းမျိုးနယ်ဟိုပန်ကြီးရွာကဒေသခံတွေနေတာဖြစ်ပါတယ်။ကျမတို့ တရားလုံးပေါ့နေအိမ်လည်းမရှိတော့ခုနောက်ပြီးတော့အိမ်ပစ္စည်း၃ပစ္စည်းတွေအိမ်၃ကိရာတွေအားလုံးအစားအစားတွေလုံးအလုံးစုံပေါ့အေးအခုဘာမှမကြံတော့အေးအကုန်လုံးမီးရှို့သွားပြီးလောင်တော့တနင်္ဂနွေနေ့ပြည်ကတိုက်ခိုက်မှုရေးဆဲစာချုပ် NCA ကိုလက်မှတ်ထိုးထားပြီးဖြစ်တဲ့ RCSS SSC နဲ့လက်မှတ်မထိုးရသေးတဲ့ TNL တိုင်းလာလက်လက်ကံတွေဟာရှမ်းပြည်မြောက်ပိုင်းနိုင်ငံမျိုးတော်တွေမှာရှိတဲ့ပန်ကာဝိုင်မွန်း ဘယ်ဟောင်ဒေတာကျူရော်ဒီမှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေဖြစ်ွားခဲ့တဲ့ကာလအတွင်းမှာပဲဂျွာသားအချုပ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လူနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့ဒေတာကန်တကူကအခုလိုပြောပါတယ်။ဒီတိုက်အိမ်ကကျမတို့အိမ်မှာအေးဘလောင်အဖော်ဒီမိရှုသွားတာအိမ်မှာမကြံတော့အခုကျမမျိုးသားလဲဒီလာနေစွန်းရှောက်လာရှိပြီသူတို့ဖမ်းသွားတာတောင်ပေါ်သွားရင်းနဲ့သူတို့ဖမ်းသွားတာအခုဒီတည်င်းနဲ့မကြဘူးတေလာရှင်လားသူတို့လည်းတည်င်းနဲ့မကြဘူး အကုန်လုံးတို့73ယောက်ဒီမန်ဝီဒုက္ခသည်စခန်းမှာဆိုရင်အင်အားစုပေါင်း60ကျော်နဲ့လူရေပေါင်း200ကျော်နေထိုင်နေတာဖြစ်ပါတယ်ခင်ဗျာဒုက္ခသည်တွေကတိုက်ပွဲတွေဆက်ဖြစ်တဲ့2015ခုနှစ်စက်တဘာပိုင်းကဒီမန်ဝီဒေသကိုရောက်ရှိနေတာဖြစ်ပါတယ်